မူလာပါရှင်ခက်စမီဖြစ်ပါတယ်ဒီတစ်ခါစကက်ဒီပုံမျိုးဖေလီကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဖေလီရဲ့နာမည်ကနုံးလို့အမည်ရပါတယ်ပေါ်ပတ်စာရေးသူညီမလေးနေပင်လင်းရဲ့လက်ရာလို့ဖြစ်ပါတယ်နုံးဆိုတဲ့ဖေလီကိုတော်တော်များများစိတ်ချမယ်လို့ထင်တယ်ဒီထဲမှာတက်စင်းနုံးအနုံးဆိုပြီးတော့ခေါ်တဲ့စကောင်လေးကနည်းနည်းခက်တဲ့ထဲမှာပါတယ်ပေါ့နော်အာနှောင်းကကြတော့သူကစကားထက်တဲ့သူဖြစ်တာကြောင့် ်။စစ်အနေနဲ့အတံပိုင်းပြုံးဆောင်တဲ့အခါမှာနည်းနည်းများလွှဲချော်ခဲ့လို့ရှိရင်အနားလည်ပေးပါလို့စစ်ကတောင်းဆိုပါတယ်။နောက်ပြီးတော့စစ်ကလည်းအနှုံလေးကိုအရင်ချစ်တယ်။ချစ်တာကြောင့်ဒီဆက်ဆောင်လေးကိုအရေးဆုံးပြီးတော့ကြိုးစားဖန်တီးကြည့်ချင်တယ်ပေါ့နော်။အဲ့ဒါကြောင့်ဒီဖီလေးဖက်ခွင်ကိုညီမလေးရှိမှခွင့်ပေါ်တောင်းတဲ့အခါမှာညီမလေးမိဘလေးကခွင့်ပြုခဲ့ပါတယ်။အာဒီဖီလီကိုခွင့်ပြုပေးညီမလေးမိဖလေးကိုလည်းကျေးဇူးများတင်တယ်လို့ဒီနေ့ကပြောချင်ပါတယ် ။နောက်ပြီးတော့စစ်ဇလန်းလေးကိုနည်းနည်းမိတ်ဆက်ပေးမယ်ပေါ့နော်။ဒီဇလန်းလေးဟာရတမျိုးစုံခံစားရတဲ့ feel လေးတစ်ပုဒ်ဆိုလို့မမှားပါဘူး။အော်ဖက်ဖူးရဲ့သူတိုင်းကတည်မြဲလို့ထင်ပါတယ်။အော်ဒီ feel လေးထဲမှာဆိုလို့ရှိရင်မိဘမေတ္တာခိုင်မာတဲ့တငယ်ချင်းတန်ရွှဲစင်မတူတဲ့ချစ်ချင်းတရားတွေနဲ့ကောင်းလေးမြတ်ကြောင့်ငါချစ်ချင်းမေတ္တာတွေဆိုပေါ့နော်။တွေ့ရမယ်။ပြီးတော့စစ်တွေရဲ့လက်တွေပေါ်မှာတော့မှာကိုယ့်ရဲ့ကိုယ့်ရှိမှာပေါ့နော်။ ဟိုချွင်းချက်တစုံတရာရှိလို့ရှိရင်ဆုံးဖြစ်တဲ့သူကများပါတယ်။အာဆုံးဖြစ်ခင်းနဲ့ကိုနားမှာအမြင်ရှိနေပေးနိုင်တဲ့သူကတော့ကဘာပေါ်မှာကောင်းကောင်းဆုံးလူလို့ယူဆလို့ရပါတယ်။မြေမောက်ခင်မှာတော့အချစ်စစ်ချစ်မယ်ဆိုတာတစ်ကိုရှာပါတဲ့အရာပါ။ဒါကြောင့်နုံတာအဟာရတိုက်ကျွေးစလို့ဒီအတွက်မြမလေးမိပေလေးစိတ်ကူးပေါ်ပေါ်ထားတဲ့ဒီဖီလေးကိုနားဆင်ပြီးဘဝအမောကြီးပြေကြပါစေလို့ စစ်ကစွတောင်းပေးပါတယ်။နောက်ပြီးတော့အချစ်စစ်အချစ်မဆိုတာလောက်ကြချင်းချင်းဖြစ်စေမိမချင်းချင်းဖြစ်စေမရွေးဖြစ်ပေါ်နိုင်ရပေါ့နော်။အဲ့ဒါကြောင့်ဒီဇလန်လေးက Oreo ဘုတ်အနေနဲ့ဘလို့ပေါ်ဆောင်တောင်းလေးဆိုတာစောင့်ကြည့်ပေးပါအောင်ရှင်။စပယ်ဖြူလေးနဲ့ရင်းနှောင်ကျူဘဝရဲ့မမြတ်တမှုတွေကြောင့်မှရုန်းကန်နေရတဲ့အနော်။ငယ်စဉ်ကလေးကစကားဖြစ်တဲ့ဝေဒနာကိုခံစားနေရပေမဲ့ သူ့ရဲ့ဖြူစင်တဲ့အပြုံနဲ့ဆစ်စရာကောင်းတဲ့ဟပ်ပန်တွေကလူတိုင်းကိုဆွဲဆောင်နိုင်ခဲ့တယ်။တစ်ဖက်မှာတော့မိဘနှစ်ပါးရဲ့ငွေချင်းအင်အားတွေကြောင့်မှလွတ်လပ်စွာပျော်ပါနေတဲ့ရင်နှောင်ကျူသူကတော့ဟိုအဖေကိုရွေးချင်တဲ့စိတ်နဲ့ဆိတ်ဆိုးပြီးတော့စိုးသွမ်းနေတဲ့ကာတာလေးပေါ့နော်။ညနေခင်းတစ်ခုရဲ့မီးပွိုင်းတစ်ခုမှာမထင်မှခဲနဲ့သူတို့နှစ်ယောက်ဆုံတွေ့ခဲ့ကြတယ်။ပန်းရောက်နေတဲ့အမျိုးရှိကိုရင်နှောင်ကျူရဲ့ကားလေးကရုတ်တရက်ရက်သွားတဲ့အချိန်မှာတော့ ကားပြောလိုက်ထင်ငွန်နေတဲ့အနှုံကိုရင်းနှောင်ကျိုးကတစ်မျိုးလေးခံစားလိုက်ရတယ်။အဲ့ဒီညနေမှာပဲရင်းနှောင်ကျိုးကအနှုံရဲ့ဖြူစင်တဲ့အလှကိုစပယ်ဖြူလေးနဲ့တင်စားပြီးချစ်စနိုးခေါ်ဝေါ်ခဲ့တယ်။မတူညီတဲ့နောက်ခံအခြေအနေတွေ၊ကွဲပြားတဲ့စိတ်နေသဘောထားတွေနဲ့လူငယ်တွေကြားမှာဘယ်လိုဇလန်းလေးဖြစ်ပေါ်လာမလဲ။ရင်အောင်ကျွေးရဲ့စိတ်ဝင်စားမှုကအနှုတ်ကိုဘလို့မျိုးတက်ရမှုတွေပေးပါလေ။သူနှစ်ယောက်ချမရော။ ောက်ထပ်ဘလို့အသားအဆီးကိုရှိနေနိုင်လဲစိတ်ဝင်စားစရာကောင်းတဲ့အချက်ဇလန်လေးကိုဆက်လက်ပြီးနားဆင်ကြကြဖို့ဖိတ်ခေါ်လိုက်ပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ရမှာအပိုင်းတစ်ခလီနဲ့ဆက်လက်ပြီးတော့အားပေးပါဦးလို့စက်ကပြောချင်ပါရှင်